ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မနာလိုစိတ်များတဲ့ကြီးကန်းငှက်မလီလာတို့ကသူမရဲ့အိမ်မှာပွဲတော်တစ်ခုအတွက် ပါတီလုပ်ဖို့စီစဉ်နေပါရဲ့။အဲ့ဒီပါတီပွဲအတွက်တောက်တဲကကြီးငှက်တွေအကောင်လောင်းကိုဖိတ်ကြားထားပါ යි ။ကဲမိတ်ဆွေတို့ ျမတို့လည်းငှက်မလီလာတို့ရဲ့ပါတီပွဲကိုအထူးထူးတက်ကြည့်ကြရအောင်နော်။ဟုတ်ငှက်မလီလာတို့ရဲ့ပါတီပွဲမှာကျင်းငှက်တွေအများကြီးရောက်နေကြတာပဲ။အဲဒီအချိန်မှာအတော်ကွန်ကဖြည်းဖြည်းချင်းလာတို့ရဲ့အိမ်ကိုရောက်လာပါတယ်။ကွန်ကပါတီပွဲကိုလာတဲ့အချိန်လာတို့အတွက်လက်ဆောင်လေးတစ်ခုကိုလည်းယူလာပေးပါတယ်။မင်းရဲ့အောင်မြင်မှုအတွက်ဂုဏ်ပြုပါရဲ့လာတို့ရဲ့။အတော်မင်းအတွက်အရန်ဝတ်တာပါရဲ့ကွယ်။ကျေးဇူးအများကြီးတင်ပါတယ်အတော်ကွန်ကရေအထက်ကိုကြပါအတော်လေပါတီပွဲမှာဝင်ရောက်ဆင်နွှဲပါ။ อืมตั้วยังเอเดรีอาลองเลยปาร์ตี้ปွဲมาเปียวๆชื่นๆสินเว้หนีจาไปဒါပေမဲ့ကြီးကဲကာလူကဘာလို့အခုလောက်ထိစိတ်ညစ်နေပုံပေါ်နေရလဲ။နှမလေးလာတို့လဲကြီးကဲကာလူအနာသွားလိုက်ပါရင်အခုကာလူဘာဖြစ်နေရလဲ။အခုဘာလို့အခုလိုစိတ်ပြက်လက်ပြက်ဖြစ်နေရလဲ။တခုခုစိတ်ညစ်စရာအဆင်မပြေရရှိရင်ကျမပြောပြလေ။ဘာမှမဟုတ်ပါလားတို့ရဲ့။ကြီးငယ်တွေအလုံးကသူတို့ရဲ့ဝါစာအတွက် အလောက်တစ်ခုမဟုတ်တစ်ခုလုံနေကြတယ်။အဲ့ထဲမှာဘာအလုံးမှမလုပ်တဲ့သူကငါတယောက်တည်းရှိတယ်။တနေ့ကောင်အိမ်မှာအချိန်နေကုန်နေရဲ့။အဲ့အတွက်ကြောင့်ငါမိန်းမလေးငါ့အောင်နေတိုင်းပြောဆိုနေရ။ငါလည်းအလောက်တစ်ခုမဟုတ်တစ်ခုတော့လုပ်ကိုလုပ်ရတော့မယ်လားတို့ရဲ့။ဒါပေမဲ့ဘာလုပ်ရမလဲငါဘာမှမသိဘူး။အခုကလူရင်အဲ့လောက်စိတ်ညစ်မခံပါနဲ့။အခုနာမှာကျမတယောက်လုံးရှိပါရဲ့။ကျမနီးလေတစ်ခုခုရစဉ်းစားပေးပါမယ်။ ငတ်မလီလာတို့လည်းခဏလောက်စဉ်းစားနေလိုက်ပါအဲဒီချိန်သူမကောင်းနေမှာအကြံတစ်ခုတွင်လာပါအခုကလူရင် ကျမစီးပွားရေးနဲ့ပတ်သက်တဲ့အကြံရပြီအဲ့ဒါဆိုလည်းမင်းမြန်ပြောပြပါလားတို့ရဲ့ဘာကြံလဲရင်အခုဆိုရင်တဖြည်းဖြည်းနဲ့စောင်းရတီကုန်းတော့မယ်လေမကြခင်မှာနွေရာတီအောင်ရောက်လာတော့မယ်အကိုစုံရောင်းနေဆံဖွင့်လိုက်ပါလားနွေရာတီအားနဲ့ရက်တွေမှာငှက်တွေအားလုံးနှိပါဆွလွတ်တန်းကစားကြရည်လေ တောင်းလိုက်တာလားတို့ရဲ့ဒါတကယ်ကိုကောင်းတဲ့အကြံပဲငါဒီလောက်ကိုပဲစလုပ်လိုက်တော့မယ်နောက်ရန်ရောက်တာနဲ့ကြီးကကလူကသူ့ရဲ့စွန်ဆိုင်ဖွင့်လိုက်ပိုင်းငတ်မလီလာတို့ကလည်းကြီးကကလူရဲ့ဆိုင်မှာဝိုင်းပြီးကုညီပေးနေပိုင်းအဲ့လိုနဲ့နေရဲ့အနေငယ်ကုံဆုံသွားခဲ့ပိုင်းဒါပေမဲ့လည်းကြီးကကလူရဲ့စွန်တွေကတခုတလေတောင်ရောင်းမထွက်သေးပါဘူးကြည်ကန်းကလူလဲထပ်ပြီးစိတ်သက်သာသွားပြန်ပါ යි ။ငတ်မာလီလာတို့ကတက်သေးတွေဝဲဖို့ဈေးကထွက်လာတော့ လမ်းမှာကြီးကန်းကားလို့စီလဲအကျိုးကြောင့်ဝင်မီးလိုက်အောင်မင်းလို့တွေးလိုက်ပိုင်းငတ်မာလီလာတို့လဲကားလို့ရဲ့ဆိုင်ကျိုးရောက်လာပိုင်းကြီးကန်းကားလို့ကချက်ပြီးစိတ်ပြန်လက်ပြတ်ပုံစံနဲ့ထိုင်နေပိုင်းဟဲ့အကိုကားလို့ရဲ့ဘာထက်ဖြစ်ပြန်ပြီလဲအကိုချက်ပြီးစိတ်ပြန်လက်ပြတ်ပုံစံနဲ့ထိုင်နေပါလားဘလို့ပြောရမလဲလာတို့ရဲ့နေပြောတဲ့အတိုင်းငါစွန်ဆိုင်လေးစောက်ဖွင့်လိုက်တယ်လေဒါပေမဲ့စွန်ဆိုင်စောက်ဖွင့်တဲ့နေ့ကလေးက အခုချိန်ဒီဘသူမှငါဆိုင်မှာဆွန်လာမဝဲကြသေးဘူးအခုဆိုငါပူရောင်စိတ်မကောင်းဖြစ်မိနေသေးရဲ့ကျမလည်းအခုစိတ်မကောင်းဖြစ်မိပါရဲ့အကိုကလူရဲ့ငါမလေးလာတော့လဲစဉ်းစားနေပြန်မိုင်းသူမရဲ့ခေါင်းထဲမှာထပ်ပြီးတော့အကြံတစ်ခုဝင်လာပါရဲ့အကိုကလူကျမမှာနောက်ထပ်အကြံတစ်ခုရှိသေးရဲ့နေ့စီမှာဘလို့အကြံဉာဏ်တစ်တွေရှိရလဲပြောပြပါအောင် အခုဆိုငါအပေးရမစုံလောက်ရမှာတော့ကြောက်နေပြီ ဒါပေမဲ့လည်းနေ့စီမှာပါကြံတွေရှိနေလဲဆိုတော့ပြောပြပါကျမတို့တောက်တင်မှာစွန့်လို့ပြန်ပွဲလို့မကောင်းလားအဲ့ဒါဆိုရင်အခုရဲ့စုံတွေလည်းရောင်းရမယ်ကျင်းကတွေရောကလေးတွေရောအားလုံးပြောကြလိမ့်မယ်အပန်းဖြေရလည်းရောက်တယ်လေဒါလည်းဟုတ်တာပဲဒီလိုမှပေါ့အခုမှပဲအလုပ်ဖြစ်တော့တယ်ငါတို့နှစ်ယောက်ပါမိကျင်းကတွေအကောင်လုံးစွန့်လို့ပြန်ပွဲအကြောင်းသွားပြောကြရအောင်ခဏလေးနေပါဦးအခုကားလူရဲ့ကျမတို့ဒီကိစ္စကို ကျင်းကတွေအရင်မပြောခင်ဘီရင်ကျို့အရင်ပြောရလိမ့်မယ်။ဘီရင်ကြီးစီဟာပြန်ပွဲလို့ပေါ့အရင်ဆုံးခွင့်ပြုချက်တောင်းရအောင်မယ်လေ။ဘီရင်ကြီးသာသဘောတူလက်ခံနေဆိုရင်ကျမတို့ဒီပြိုင်ပွဲအကြောင်းကျင်းကတွေအားလုံးပြောပြကြမယ်လေ။ဟုတ်တယ်လားတို့ရေ။နေပြောတာမှန်တယ်။အဲ့လိုဆိုလဲဘီရင်ကြီးစီသွားပြောကြရအောင်။ငှက်မလီလာတို့နဲ့ကြီးကန်းကာလူတို့ကအဲ့လိုပြောပြီးဘီရင်ကြီးရဲ့နန်းတော်စီကိုထွက်လာခဲ့ကြပါရဲ့။လာတို့နဲ့ကာလူတို့ပါလား။ဒီနေ့ကျမှရုတ်တရက်ရောက်လာရလား။ ဘာအဆင်မပြေရများရှိလို့လဲမရှိပါအောင်မရှိပါအောင်ဘီယန်ဂျီရဲ့အားလုံးအဆင်ပြေပြေပါပဲကျမတို့ကဘီယန်ဂျီနဲ့ကိစ္စတချို့တိုင်ပင်ဆွေးနွေးကြလို့လာခဲ့ရပါအေးပါအေးပါအဲ့ဒါဆိုလဲပြောပါဘာကိစ္စလဲမကြခင်မှာနေယူကလာရောက်တော့မှဆိုတော့ကျမနဲ့ကိုကလူကတောအုပ်ထဲမှာစွန်လို့ပြန်ပွဲများလုပ်ရင်ကောင်းမလားလို့စဉ်းစားနေရတနားစရာကောင်းတဲ့အကိုကလူကလွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှစွန့်ဆိုင်ဖွင့်ထားတာပါ ဒါပေမဲ့အခုချိန်ထိသူ့ရဲ့စွန်နေရာတကူမှရောင်းမထွက်သေးဘူးအကူကလူကသူ့ရဲ့ပတ်စံတွေအားလုံးကိုဒီဆိုင်ထဲမှာရင်းနှီးထားတာတကယ်လို့ဒီလိုဒါပဲဆက်သွားနိုင်မယ်ဆိုရင် အကူကလူရဲ့မိသားစုဝင်တွေထမင်းငတ်ပြီးတေးကြရလိမ့်မယ်။ဩအဲ့လိုလားပြောပါငါမင်းတို့ကိုဘယ်လိုကူညီပေးရမလဲကျမတို့ကစွန်လို့ပြန်ပွဲကျင်းပရမယ်ဆိုရင်ကျင်းငတ်တွေကောင်းလုံးဒီပါပြန်ပွဲမှာဝင်ပြိုင်ကြမှာအဲ့လိုဆိုကျင်းငတ်တွေအားလုံးကကာလူးစီမှာစွန်နေလာဝဲကြလိမ့်မယ် ဲတော့ကျင်းငတ်တွေလည်းပျော်ပျော်ပပအပန်းဖြေရသလိုကာလူရဲ့ကြီးပိုင်းလည်းအဆင်ပြေသွားလိမ့်မယ်။ဒါတကယ်ကောင်းတဲ့ကိစ္စရပဲလားတို့။ဒါတို့မိရအယမ်းစိတ်ထားကောင်းတာပဲ။အမြဲတမ်းအများအတွက်ထည့်စင်းစားပြီးရေ။ငါမီးတွေကောင်းယူရလာတို့ရေ။ကြီးစုအများကြီးတင်ပါရဲ့ဘင်းကြီးရေ။ဒါမဲ့ဘာဖြစ်ပြန်ပြီလဲ။နေစိတ်ထဲမှာဘာတွေတွင်းနေရလဲပြောပြပါအောင်လားတို့။ဘင်းကြီးရေ။ကျမတို့ကဘင်းကြီးစီဟာခွင့်ပြုချက်တောင်းမလာခဲ့ရပါ။အော် ဆွန်လွတ်ပြိုင်ပွဲအတွက်ငါရဲ့ခွင့်ပြုချက်မလိုပါဘူး။ဘာတို့နေမယ်ပြိုင်ပွဲအတွက်လိုအပ်တာတွေကြီးစီစဉ်ထားလိုက်ပါ။ငါငါရဲ့မုံမတ်ဂျင်းကတ်တွေကိုပြောလိုက်ပါမယ်။သူတို့တော့တရားဂျင်းကတ်တွေကိုအကြောင်းကြားပေးပါလိမ့်မယ်။ဒါပေမဲ့လာတို့ငါမှာကန်လက်ချက်တခုတော့ရှိရဲ့။ဟုတ်ကဲ့ပြောပါဘရင်ကြီးရှင်။ဆွန်လွတ်တဲ့အချိန်သုံးမယ့်ရှစ်ဘင်းကိုတော့ဂျင်းကတ်တွေရဲ့အတောင်ပံမထိခိုက်နိုင်တဲ့ရှစ်ဘင်းမျိုးစာရွေးသုံးရမယ်။နေလဲကြားဖို့မှာပါ။နှစ်တိုင်းလိုလိုငါတို့လိုဂျင်းကတ်တွေဟာ လူတွေကစားတဲ့ဆွန်လွတ်တဲ့အခါတုံးတဲ့ရှစ်ဘိန်းတွေဟာတန်ကျိုးတွေဖြစ်တာကြောင့်ကျင်းငက်တွေတိကျရတယ်။အဲ့ဒီအတွက်တော့စိတ်မပူပါနဲ့ဘယင်ကြီးရှိ့ကျမတို့တိကျကင်းဆိုင်ပြီးလောက်ပါမယ်။ပြန်ပွဲကာလအတွင်းလုံခြုံစိတ်ချရဖို့ကျမတို့လူနာတင်ကလည်းအစင်သိထားထားပါမယ်။ဘယင်ကြီးလည်းသူ့ရဲ့မူမန်ငှက်တွေကိုပြန်ပွဲအကြောင်းပြောပြကတောင်းအထဲမှာဝေးမြစေပါ යි ။နားထောင်ကြနားထောင်ကြအာယုံဆိုင်ပြီးနားထောင်ကြ ဒီနှစ်ຫນွေကာလမှာတော့အားလုံးပြပြရှင်ရင်အပန်းဖြေလို့ရအောင်ငါတို့ဘရင်ကြီးကတောင်းအုပ်ရဲ့ဂွင်းပြင်ကျဲကြီးထဲမှာစွန့်လို့ပြန်ပွဲကျင်းမာမှာဖြစ်ပါတယ်။စွန့်လို့ပြန်ပွဲမှာဝင်ပြိုင်ခြင်းနဲ့ကျင်းငတ်တွေကမနှက်ဖြန်မနှက်ဂွင်းပြင်ထဲမှာနှမလီလာတို့စီအမြင်စီပေးသိနိုင်ပါတယ်။နောက်ပြီးပြိုင်ပွဲဝင်မဲ့သူတွေကကိုပိုင်စွန့်နေယူလာရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ကျင်းငတ်တို့ကြီးကန်းကာလူရဲ့ဆိုင်မှာစွန့်နေသွားပြီးဝယ်ယူလို့ရပါတယ်။ဒီပြိုင်ပွဲမှာအနိုင်ရရှိတဲ့သူကိုတော့ စုကြည်အဖြစ်စံအိတ်ဆဲတို့ချင်းမြမှာဖြစ်ပါတယ်။အရေးကြီးဆုံးအချက်ကတော့မနှက်ပြန်ဆွန့်လွတ်ပြန်ပွဲကျင်းပနေတဲ့အချိန်ဘသူမှမပြန်တမ်းရအောင်။တကယ်လို့ပြန်တမ်းနေမယ်ဆိုရင် မတော်တဆတရားရသွားနိုင်ပါ යි ။မုံမတ်တွေလည်းတရင်ပေးပြီးတော့ပြန်သွားကြပါ යි ။အဲလိုနဲ့မနှက်ခင်းကိုရှောင်းလာပါ යි ။နမလီလာတို့နဲ့ကြီးကကာလူတို့ကကွင်းမြေထဲမှာစွန်ဆိုင်လေးဖွင့်လိုက်ပါ යි ။ကြီးငှက်တွေက တကောင်ပြီးတကောင်နမလီလာတို့စီမှာအမြင်စင်းရလာပြီးကြပါ යි ။ ပြီးရနဲ့ကာလူးစီကစွန်တွေဝဲလာပိုင်းခဏလေးနဲ့ကာလူးရဲ့စွန်တွေအကောင်လုံးရောင်းထွက်သွားပိုင်းကြီးကန်းကာလူးလည်းအတော်လေးဝမ်းသာသွားပိုင်းကြီးကန်းပူတွေလည်းဒီပြိုင်ပွဲမှာဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပိုင်းဒီနေ့ရောငါပဲနိုင်မှာကျင်းသေးပါတယ်ငါဘယ်သူရှောင်းအောင်တော့မလဲဆိုတာကြည့်ရသေးရပေါ့အဲ့လိုနဲ့စွန်လွတ်ပြိုင်ပွဲကြီးစတင်ခဲ့ပါပြီအမှားလေးလာတော့တဲ့အတူအခြားကျင်းကတ်တွေလည်းစွန်လွတ်ပြိုင်နေကြပါပြီအားလုံးက ကိုစီစွန်တွေကိုလေးပေါ်လွှင့်လိုက်ကြပါပြီ ြီးကြစမ်းငါရဲ့ဆောင်ဟာအမြင့်ကြီးပြန်နေပြီကြည်ငါဒီခုံရဲ့ဆောင်ဖျက်ပြမယ်ခုံရဲ့ဆောင်လည်းပြတ်သွားကခုံလည်းပြိုင်ပွဲကနေထုတ်ပယ်ခံလိုက်ရပါ යි လာတို့ကမီနူရဲ့ဆောင်ဖျက်ပြပါ යි ကြီးကန့်ပူရီကကာလူရဲ့ဆောင်ဖျက်ပြလိုက်ပါ යි အဲ့လိုနဲ့နောက်ဆုံးမှာတော့ပြိုင်ပွဲမှာပူရီနဲ့လာတို့တို့ရဲ့စွန်တွေပဲကြံမအောင်ရင်လာတို့ကစွန်လို့အရန်တော်ပါ යි အဲ့ဒါကြောင့်သူကကြီးကန့်ပူရီကိုရှုံးနေအောင်လုပ်နေပါ යි ကြီးကန့်ပူရီလည်းအတော်လေးဒေါသထွက်လာပါ යි ဒါဘလို ड़ी ဖြစ်နေရလဲဒီလာတို့ရဲ့ဆိုတာတော်တော်အပေါ်ရှောင်းနေပါလားငါရဲ့ဆိုတာပြက်သွားရင်ငါတော့ရှောင်းပြီပဲမဖြစ်ဘူးမဖြစ်ဘူးငါအဲ့လိုတော့အဖြစ်မခံနိုင်ဘူးဘူရီကသူ့ရစ်ဘင်းကကျုပ်ကိုတစ်ပင်တစ်ပင်မှာခြိလိုက်ပိုင်းပြီးတော့ဘူရီကလေးပေါ်ပြန်တက်သွားကလာရီရဲ့ဆိုဖျက်ပြဖို့ကြိုးစားပိုင်းကျင်းငတ်တွေအားလုံးလဲဘူရီကိုအောက်ကနေလှမ်းအောင်နေကြပိုင်းဟဲ့ဘူရီအပေါ်မသွားနဲ့နေတရာရသွားလိမ့်မယ်ဒါပေမဲ့ဘူရီက ဘသူစကားကိုမှနားမထောင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူ့စိတ်ထဲမှာ သူ့အနိုင်ရကျင်တာမဟုတ်လို့ပါ။သူကလာတော့ရဲ့ဆုံစီကိုတောင်းနေပါ යි ။အဲဒီအချိန်မှာဘူရီရဲ့ဆုံကလေးတိုက်ပြီးသူ့ဘက်ကိုရှောက်လာကရှစ်ဘိန်ကျိုးကသူ့ရဲ့အတံပံတွေဖျက်ပြစ်လိုက်ပါ යි ။အမြင့်ကနေပြုတ်ကျလာတဲ့အတွက်ဘူရီရဲ့အတံပံတွေလည်းကျိုးသွားပြီးအတော်လေးထန်ရာရသွားပါ යි ။လာတော့လည်းဘူရီစီကိုမြ мян ပြေးလာပါ යි ။ဘူရီရဲ့အတံပံတွေကနေသွေးထွက်နေရကိုလာတော့ကမြင်သွားပါ යි ။ ဘူရီကိုလူနာတင်းရင်ပေါ်ခေါ်ကစီးယုံခေါ်သားကြပိုင်းဆရာဝန်လည်းဘူရီရဲ့အတာမန်တွေကိုပြန်ဆက်ပေးလိုက်ပိုင်းရှန်အနေငယ်လောက်ကြတော့ဘူရီကနှီးပြန်ကောင်းလာပိုင်းသူကဘီရင်ကြီးရှိမှသူ့ရဲ့အပြစ်တွေဝန်ခံလိုက်ပိုင်းသူ့အပြစ်လောက်ခဲ့တဲ့အတွက်ဘီရင်ကြီးကသူ့ကိုအချုပ်ခန်းထဲထည့်လိုက်ပိုင်းမျက်မာလီလာတို့ကတော့ပြန်ပွဲမှာအနိုင်ရသွားခဲ့ပိုင်းသူနဲ့ထိုက်တန်နေဆိုလဲရရှိသွားခဲ့ပါအောင်ရေ။ကဲပြိတ္တတို့ရေဒီပုံမြင်လေးကတော့သူတပားကိုမနာလို့စိတ်မထားရဘူး။ အဲ့မနာလိုစိတ်ကကိုယ့်ဟာကိုယ်ပြန်ဒုက္ခပေးရဆိုတဲ့အသိကိုပေးပါရနော်။ကြည့်ရှုပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်။